င်္ဂလာပါရှင်ကျမကတော့ယုံမေကိုပါမနေ့ကဖြစ်ပျက်ခဲ့တဲ့သတင်းတွေကထူးခြားတဲ့သတင်းချို့ကိုရွေးချယ်ကောင်းတော့တင်ဆက်ပေးသွားပါမယ်တင်ဆက်ပေးမယ့်သတင်းတွေကတော့ကြောင်မဲစီယုံပါဝင်မြို့ပေါ်ကိုစစ်ကောင်စီလေးချောင်းကပုံချဲတဲ့သတင်းစစ်ကောင်စီလေးချောင်းကလေးမျက်နှာမြို့နယ်အတွင်းကိုပုံချဲတဲ့သတင်းညောင်ရှိမြို့နယ်တိုက်ပွဲပြင်းထန်နေလို့စစ်ကောင်စီလေးချောင်းကပုံချဲတဲ့သတင်းပမောကလက်ကျန်စစ်ကောင်စီတပ်ဌာနချုပ်တွေကို KIA နဲ့ပူးပေါင်းတပ်တွေကပြင်းထန်တိုက်ခိုက်နေတဲ့တဲ့ ိုင်ငံခြားရုပ်ရှင်ကားတွေကိုခွန်တရားရကိုင်းနှုန်းစီးချက်မယ်လို့ဒေါ်နယ်ထရန့်ကပြောတဲ့သတင်း။ဆာရှိတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။ထမားဆုံးသတင်းအနေနဲ့ကြောင်မဲစေးယုံပါဝင်မြို့ပေါ်ကိုစစ်ကောင်စီလေးချောင်းကပုံကျဲတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တောင်းတက်မလို့ TNL သိမ့်ပိုက်ထိန်းချုပ်ထားတဲ့ကြောင်မဲမြို့စေးယုံနဲ့နေရာတချို့ကိုစစ်ကောင်စီတပ်ကမနေ့ကမနက်ပိုင်းမှာ Jet Fighter နဲ့ပုံကျဲတိုက်ခိုက်ခဲ့ပါတယ်။မနေ့ပိုင်း7နာရီကနေ7နာရီမိနစ်20အတွင်းမြို့ပေါ်နေရာ3နေရာကို ။ဒီကြောင့်ကနေပုံကျဲတိုက်ခိုက်သွားတာလို့သိရပါတယ်။တောင်ပြည်တမဟာနှင့်နေမီကြောင်မဲမြို့ရက်ကွက်နှစ်ကိုစစ်ကောင်စီတပ်ကဂျက်ဖိုင်တာနဲ့မနေ့ကမနက်ပိုင်းမှာပုံနှလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့တယ်လို့ TNL ကလည်းထုတ်ပြန်ထားပါတယ်။စစ်ကောင်စီတပ်ဟာမနေ့7နာရီ15မိနစ်မှာတစ်ချိန်7နာရီ20မိနစ်မှာတစ်ချိန်ပေါင်250ပုံနှလုံးလာရောက်ကျဲချခဲ့တာဖြစ်ပြီးပုံကြရပောက်ကွဲမှုကြောင့်နေနှလုံးထိမှန်ပျက်စီးသွားခဲ့တယ်လို့ဖော်ပြထားပါတယ်။ စကောင်စီအားခုမေလအတွင်းပလောင်ပြည်နယ်လွမြောက်ရေးတပ်ဦး PSLF TNL အုပ်ချုပ်တဲ့မုံကုံနယ်နောင်ချိုမြို့နယ်အတွင်းလေးချောင်းနယ်ပုံးတွင်နေစဉ်ရက်ဆက်ကျဲချခဲ့တယ်လို့ TNL ကဖော်ပြထားပါတယ်။နောက်ထပ်သတင်းအနေနဲ့စကောင်စီလေးချောင်းကလေးမျက်နှာမြို့နယ်အတွင်းကိုပုံးကျဲတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဟင်္ဒရာခိုင်လေးမျက်နှာမြို့နယ်မှာအရခတ်တက်တော် AA ကထိုးစစ်ရတန့်ထားပေမဲ့စစ်ကောင်စီလေးချောင်းကပုံချဲနေပြီး ဟင်္ဒရာမြို့အဝင်နေရာမှာလည်းလက်နက်ကြီးအထိုင်ချဖို့စီစဉ်နေတယ်လို့သိရပါဗျ။စစ်ကောင်စီဟာလေးမျက်နာမြို့မှာလေးချောင်းတိုက်ခိုက်နေတယ်လို့၊တွင်ကောင်ဟင်္ဒရာမြို့တို့မှာလည်းအင်အားတိုးမြင့်နေပါဗျ။ပသိမ်ဟင်္ဒရာကားလမ်းရဲ့ဟင်္ဒရာမြို့အဝင်ပြားကတဲ့ရွာမှာအမြောက်များတက်ဆင်နေတယ်လို့ဒေသခံတွေကပြောပါဗျ။နောက်ထပ်သတင်းအနေနဲ့ညောင်ရွှေမြို့နယ်မှာတိုက်ပွဲပြင်းထန်နေလို့စစ်ကောင်စီလေကြောင်းကပုံချဲတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ရှမ်းပြည်နယ်တောင်ပိုင်းညောင်ရွှေမြို့နယ်မှာ PNE ပြည်သူ့စစ်အပါအဝင်စစ်ကောင်စီတပ်နဲ့တော်လှန်ရေးတပ်တွေတိုက်ပွဲပြင်းထန်နေပါတယ်။ဒါကြောင့်စစ်ကောင်စီဘက်ကလေကြောင်းတိုက်ခိုက်ပုံကျဲနေတယ်လို့သိရပါတယ်။မင်းကမနက်ပိုင်းကစပြီးညောင်ရှည်မြို့နယ်နဲ့တောင်ဘက်စွန်းကရေဘူးကြီးရွာကို PNA ပြည်သူ့စစ်အပါအဝင်စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာတာကြောင့်တော်လန်ရေးတပ်ဖွဲ့ဝင်တွေနဲ့တိုက်ပွဲဖြစ်ခဲ့တယ်လို့သိရပါဗျ။အဲဒီနောက်မင်းကပိုင်းမှာရေဘူးကြီးရွာကို စစ်ကောင်စီတပ်က Jet Fighter 2စီးနဲ့ပေါင်900ပုံးလေးလုံးကျဲချတိုက်ခိုက်ခဲ့ပါတယ်။ဒါပြင်တိုက်ပွဲတွင်စစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်ညောင်ရွှေနဲ့ဖေခုံမျိုးတို့ကဒေသခံနဲ့စစ်ရှောင်ပြည်သူ၃ဦးသေဆုံးခဲ့ပြီး6ဦးထပ်မံတန်ရာရရှိခဲ့တယ်လို့သိရပါတယ်။နောက်ထပ်သတင်းအနေနဲ့ဗမော်ကလက်ကျန်စစ်ကောင်စီတပ်ဌာနချုပ်တွေကို KI နဲ့ပူးပေါင်းတပ်တွေကအပြင်းထန်တိုက်ခိုက်နေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ တချင်းပြည်နယ်ဗမော်မြို့ရှိစစ်ကောင်စီလက်ကျန်တပ်ဌာနချုပ်တွေကိုတချင်းလွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေကအပြင်းထန်တိုက်ခိုက်နေပြီးပြီးခဲ့တဲ့တစ်ပတ်တွင်တိုက်ပွဲတွေပြင်းထန်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာနကသတင်းဖော်ပြထားပါတယ် KIA ပူးပေါင်းတပ်ဟာဧပြီလ25ရက်မှာဗမော်မြို့မှာကျန်ရှိနေတဲ့စစ်ကောင်စီတပ်စခန်းတွေကိုပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ မေလ၄ရက်အထိတိုက်ပွဲပြင်းထန်က စစ်ကောင်စီကလေကြောင်းလက်နက်ကြီး drone တွေနဲ့အပြင်းထန်ခုခံနေတယ်လို့ဆိုထားပါဗျ။အမတ်၂၁စစ်စီရေးကုကဲမှုဌာနချုပ်အမတ်၄၉ခြေလင်းတရင်စေတရင်ထောက်ပို့တက်နဲ့အင်ဂျင်နီယာတရင်တို့မှာပြင်းပြင်းထန်ထန်တိုက်ပွဲဖြစ်နေတယ်လို့ KIA ကအတည်ပြုထားပါတယ်။ဒေတာရင်းစီရေးခြေနေတွေနဲ့ပတ်သက်လို့ KIA သတင်းပြန်ကြားရေးဌာနက energy data စွန်ဘရာဘွန်လမ်းပိုင်းမြစ်စုံဒေသတို့မှာလည်းတိုက်ပွဲတွေရှိနေတယ်လို့အတည်ပြုထားပါတယ်။နောက်ဆုံးသတင်းအနေနဲ့နိုင်ငံခြားရုပ်ရှင်ကားတွေကိုအခွန်တရားရဂိုင်းတုံးစီးကြက်မယ်လို့ Donald Trump ပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဟောလီဝုဒ်ကမဟုတ်တဲ့ဝင်ငွေကောင်းနိုင်ငံခြားရုပ်ရှင်ကားတွေကိုအခွန်တရားရဂိုင်းနှုတ်စီးကြက်မဲ့အကြောင်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောလာပါဗျာ အမေရိကန်ရုပ်ရှင်နေပေဟာခေကုံသလိုမျက်မြန်သိဆုံးနေတာကြောင့်ပြပစကားတွေကိုအခွန်စီချက်ဖို့အမေရိကန်စီးပွားကူတန်းဌာနကိုအခွင့်ပေးထားပြီးဖြစ်တယ်လို့သူကပြောပါတယ်။ပြပနိုင်ငံတွေဟာအမေရိကန်ရုပ်ရှင်ရိုက်ကူးသူတွေနဲ့စတူဒီယိုတွေကိုသူတို့နိုင်ငံတွေမှာလာရောက်ရင်းနှီးမြှုပ်နှံကြအောင်မလုံပေးကန့်လန့်နေပြီးဒါဟာမြို့သားလုံခြုံရေးချိန်ချောင်းမှုလို့သူကတုံ့နှုံထားပါတယ်။ ပြောရရင်ရုပ်ရှင်ဟာတခြားအရာတွေနည်းတူပဲသတင်းစကားနဲ့ဝါဒဖြန့်တာပါပဲလို့ထရန့်ကသူပိုင်လူမှုကွန်ရက် True မှာရေးတင်ထားပါတယ်။အမေရိကန်ရုပ်ရှင်တွေပဲဖြစ်စေချင်တယ်လို့လည်းသူကပြောပါတယ်။ထရန့်ရဲ့နောက်ဆုံးကြေညာချက်နဲ့ပတ်သက်ပြီးအမေရိကန်စီးပွားကူးသန်းဝန်ကြီးဟောင်းဝက်လက်နစ်ကလည်းကျွန်တော်တို့စာလုပ်နေပါပြီဆိုပြီးမှတ်ချက်ပေးပါတယ်။အဘိမေအခုနောက်ဆုံးပြပရုပ်ရှင်တွေကိုအခုအောက်မယ်ဆိုတာနဲ့ပတ်သက်ပြီးအချက်လက်အသေးစိတ်ဟာရှင်းရှင်းလင်းလင်းမရှိသေးပါဘူး။ ကျန်ရည်ကြီးညာချက်ဟာပြပမှာရိုက်ကူးထုတ်လုပ်မှုတွေလုပ်နေတဲ့အမေရိကန်ထုတ်လုပ်ရေးကုမ္ပဏီတွေကိုလည်းအခွန်ကောက်မလားဆိုတာရှင်းရှင်းလင်းလင်းမရှိသေးပါဘူးတပ်ဘူးနဲ့ Wolverine Wick နဲ့ Gully Data 2တို့လိုမကြသေးခင်ကထုတ်လုပ်ဖြန့်ချီပြီးပြည်သက်အခိုင်အမာရတဲ့ရုပ်ရှင်တွေဟာအမေရိကန်ထုတ်လုပ်ရေးကုမ္ပဏီတွေကထုတ်ပေးမယ်ပြပမှာရိုက်ကူးခဲ့တဲ့ရုပ်ရှင်တွေဖြစ်ပါတယ်အမေရိကန်နိုင်ငံကျော်ရုပ်ရှင်တွေရိုက်ကူးထားတာများတယ် ဩစတြေးလျနဲ့နယူးဇီလန်တို့ရဲ့အစိုးရတွေကတော့သူတို့နိုင်ငံတွေရဲ့ရုပ်ရှင်နယ်ပယ်ကိုအားပေးတဲ့အကြောင်းထုတ်ဖော်ပြောကြားထားပါတယ်။မနေ့ကတရက်တာဖြစ်ပျက်ခဲ့တဲ့သတင်းတွေကစိတ်ဝင်စားစရာကောင်းတဲ့သတင်းချို့ကိုမြို့တော်ပြည်သက်ကြီးတွေရွေးချယ်ကောင်းတော့တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ရှင်။